ကမ္မစ္ဆန္ဒကာမဆိုတာလူချင်းစရာနှစ်သက်စရာအာယုန်တွေကိုကာမလို့ခေါ်တယ်။ကဲလိုက်ကြည့်လိုက်လေလူတွေကပါရီလူချင်းနေကြတော့ဘဲမှာပြောနေကြတော့ဆိုမျက်စိကကြည့်ပြီးတော့အစင်အာယုန်ပေါ်မှာပြောတယ်။နားကနားထောင်ပြီးတော့အသံအာယုန်ပေါ်မှာပြောတယ်။နှာခေါင်းနဲ့နန်းရွှေရတဲ့မွေးကြိုင်တဲ့အနံပေါ်မှာပြောတယ်။ လျာနဲ့ယသခံရတဲ့ယသပုံမှာပြောတယ်ဟုတ်လားဒါအချင်းချုပ်ပြောလိုက်လို့ရှင်မျက်စိနာနာလျာကာယနဲ့အစင်အတန်အနာယသအထိတွေ့ဆိုတဲ့ကာမတွေပေါ်မှာလူတွေပြောနေကြတာရှုံးမထွက်နိုင်ဘူးအဲ့ဒါပဲတော့ကမှာပြောစရာလို့ထင်တယ်အဲ့တော့စဉ်းစားကြည့်လိုက်လို့ရှင် အရက်တော့တဲ့လူကဘယ်အာယုံမှပြောတယ်လို့ထင်တာရတ္တယုံမှမပြောတာသူကအရက်ကလေးတများများနဲ့နေလေရလို့ရှင်အရက်ကအရသာမရှိဘူးလို့ပြောတယ်ကိုတော့တော့မကြည့်ဘူးတော့ဖူးတဲ့လူတွေတော့သိမှာအဲ့တော့အရသာမရှိပဲနဲ့ဘာလို့ဆွဲလဲနော်ဆွဲစရာတခုရှိတယ်ကိုယ်တော့စာဦးတယ်စိတ်လေးလည်းသိမ့်မတော့ဘူး ဆွဲရတဲ့အရာတွေကိုပြောပြတာเนาะအဲ့တော့ကောင်းသည့်ဖြစ်စေမကောင်းသည့်ဖြစ်စေကြိုက်လို့လုပ်ကြတာပဲလူတွေကတော့အဲ့ဒီကြိုက်တဲ့အရာတွေကိုကာမလို့ခေါ်တယ်ကိုကြိုက်လို့လုပ်တာကိုကြိုက်တာဘာတွေတုံးဆိုမျက်စိနဲ့မြင်ရတဲ့လှပတဲ့အစင်အာယုနားနဲ့ကြားရတဲ့သားရတဲ့အသံနှာခေါင်းနဲ့နှမ်းရှူရတဲ့မှုကြိုက်တဲ့ ။နိုင်ကြည့်ပေါ့လေကဘာမှပစ္စည်းတွေထုတ်နေတာအဲ့ဒါတွေပဲထုတ်နေတာပဲလေ။အမွှေးအကြိုင်တွေထုတ်တာဆိုတော့လည်းအများကြီးပဲ။ပိုးဆိုးဆုံးကတော့ဘာလို့ရတ္တလျာနဲ့ထိတွေ့ရတဲ့ဟာကလူတိုင်းကအစာမစားပဲမနေနိုင်ကြဘူး။စားမစားပဲမနေနိုင်တော့။အပေါ်ဆုံးကထမင်းဆိုင်တွေပဲ။ကိုယ်ချက်တာလည်းမကြိုက်သေးဘူး။ပေးဆိုင်ကအချက်ပြုတ်ကောင်းနေပါထမင်းကကောင်းနေ။ စဉ်းစားကြည့်ပါအခုမှလေးပါစိစပိတ်ထမင်းတော့ရှိသေးနော်တပြင်းတပြင်းနေလည်းပြည့်နေမျိုးစုံရှိရလေအဲ့တော့အဲ့ဒီလိုဖြစ်တာဘာကြောင့်လို့ဆိုရင်အဲ့ဒီကိုကြိုက်တဲ့ကြိုက်လို့ဖြစ်လာတယ်အဲ့တော့ကာမဆိုတာနှစ်သက်စရာ စိတ်ထဲမှာခံစားစရာကိုကြိုက်နေတဲ့အာယုဘူကာမလို့ခေါ်တယ်အဲ့ဒီကာမပေါ်မှာစန္ဒနေတဲ့တဲ့စန္ဒဖြစ်နေတယ်အဲ့ဒါကသာအစဉ်တစ်ခုဖြစ်သွားတယ်ရှုံမထွက်နိုင်ဘူးအဲ့ဒါလူတွေကမနဲ့ဆိုရင်ကော်ဖီဆိုင်သွားထိုင်ကြပြီလေရုံထွက်နိုင်ဘူးလေမနဲ့အဲ့ရထားရင်ကော်ဖီတောက်ရမှာတချို့အကျင့်ကလေး တော့လူတိုင်းလူတိုင်းတော့မတူတတ်ဘူးပေါ့အဲ့တော့အဲ့ဒါကိုကမစ္ဆန္ဒလို့ခေါ်တာပြောစရာအာယုံကတာပဲအဲ့ဒါလည်းပဲတန်ရောစဉ်တစ်ခုပဲ